င်္ဂလာပါเนาะဆရာအခုဆက်ပြီးတော့ရှင်းပြမှာကဆရာတို့အခန်းလေးရเนาะဆရာတို့ဆက်ဝိုင်းတစ်ခုရဲ့ area ရှာမယ်ပေါ့เนาะရှင်းမှာတော့ဆက်ဝိုင်းနဲ့เนาะဆက်ဝန်းအလဲရကိုရှာခဲ့တဲ့เนาะပုံသင်နည်းပေါ့เนาะအဲ့ဒီအရေဥမာတော့ c ကွဲ π d ရေ c ကွဲ 2π r เนาะ π တန်မိုးရေเนาะအဲ့ဒါကိုအလေးထားပြီးတော့ပြောတာကဲကိုကတော့ဘာလို့မလဲ area ရှာမယ်အဲ့တော့ဆရာတို့ကဆက်ဝိုင်းနဲ့ပတ်သက်လာလို့ရှိရင်ဆရာတို့ကဘာကိုအခြေခံလဲဆိုလို့ရှိရင်ဘုဂံမဘုဂံမှာတော့မှဆရာတို့ကပါလဲစက်တကံကိုအခြေခံတယ်ပေါ့ ဲဒီမှာလဲဥတုံကြီးစက်တကန်နဲ့ဆောင်းဝိုင်းဧရိယာနဲ့ဘယ်လိုဆက်ဆက်မှုရှိလဲဆိုတော့ဆရာရှင်းပြမှာဖြစ်ပါတယ်။ဒါကြောင့်ဆောင်းဝိုင်းတစ်ခုရဲ့ဧရိယာရှာဖို့အတွက်ဆရာတို့ကြည့်ပါဆောင်းဝိုင်းတစ်ခုရဲ့ဧရိယာကိုမရှာမီဥတုံကြီးဘူကန်တစ်ခုရဲ့ဧရိယာကိုဥစွာရှာမီဆိုပြီးတော့ဆရာတို့ကမနက်ဆရာပြောပြခဲ့တယ်အရင်ဆုံးဘာကိုစဉ်းစားမလဲဆိုရင်ဥတုံကြီးဘူကန်ကိုရင်စဉ်းစားမယ်နော်။ဥတုံကြီးဘုကံအတွင်းရှိအမှတ်တစ်ခုသည်တောင်သွန်းတိုင်းမှာတုန်ကြီးစွာကွာဝဲလေထုံမတ်ကိုဥတုံကြီးဘုကံဘဟုခေါ်သည် ဘောမအုတ်တုံကြီးဘိုးကံရဲ့အနာများပေါ်သို့တောင်းမကြမြင်များဆွဲလျင်ထိုတောင်းမမြင်တို့၏အလျားများတုန်ကြီးကြသည်ထိုကဲ့သို့သောတောင်းမမြင်ကိုအုတ်တုံကြီးဘိုးကံ၏ဘောမတောင်းမမြင်ကိုခေါ်သည်ဆိုပြီးတော့ဒီမှာဆရာတော်ကအုတ်တုံကြီးဘိုးကံရဲ့ဘိုးဘောကနေပြီးတော့ဆရာတော်အပေါ်အေးပေါ့နော် A B C D A F အသီးသီးကိုဆရာတို့ဗတ်ဖြစ်တယ်အားလုံးအပေါ်အေးကအတူတူပဲအဲ့ဒီကနေဆရာတို့ဘာကိုဆွဲမလဲတောင်းမကြမြင်ကို အနာဒနာဘောကိုဆွဲမယ်ဓမ္မတော်ဆရာတို့အတဲ့ပေါ်နော်ဘယ်ဘောကိုဆွဲပြတယ် AB ဘယ်ကိုဆွဲပြတယ် AB ဘောကိုဆွဲပြတဲ့အမြင်မြင်ပါတော့ OL OL ဆရာတို့ကသင်္ကေတဘာနဲ့မှတ်တယ် H နဲ့မှတ်တယ်နော်အဲ့ဒီဘောမှာတောင်းမှမြင်နော်အဲ့မြင်ကဘောတောင်းမှမြင်ကဲပြီးတော့ဘာဆက်ပြောလို့ဆိုရင်ပုံ4.8တွင်ဒီပုံမှာ ABCD EFD ဥဒုံကြီးစက်တကံတစ်ခုဖြစ်ပြီးဓမ္မဆရာတို့ ABCD EF ကအနာအလုံးညီတဲ့ ပြင်ဘောကနေတူညီစွာကွာဝေးတဲ့နော်အုတ်တုံကြီးဆက်ရကံဖြစ်ပြီးတဲ့။အိုဒီဆက်ရကံဘိုးဖြစ်တယ်ဓမ္မနော်။တောင်းမြတ်မင်းနေစုံတဲ့အမှတ်တောင်းမြတ်မင်း A ရင်းတောင်းမြတ်မင်း BA တောင်းမြတ်မင်း CF စုံတဲ့နေရာကြီး O အဲ့ဒီနေရာကိုဆရာတို့ကဆက်ရကံပါလေဘိုးလို့သတ်မှတ်မယ်။ပြင် O နဲ့ A B C D E F တို့ကိုဆက်လိုက်ပါနော်ဓမ္မ။ O နဲ့ A ကိုဆက် B ကိုဆက် C ကိုဆက် D ကိုဆက် E ကိုဆက် F ကို set အဲ့ဒီအခါမှာတဲ့ဥတော်ညီဘုကံကိုတဲ့ထတ်တူညီတွေ့ကံ6ခုဖြင့်ပိုင်းဖြတ်ပြီးဆိုပြီးတော့ဆရာတို့ကဆွဲထားတဲ့ခုနက ABCD EF လို့ခေါ်တဲ့ဥတော်ညီစက်တကံကိုဆရာတို့ဒီမှာတွေ့ကံထတ်တူညီနဲ့တွေ့ကံအားလုံးဘယ်နှခုရလဲဆိုတော့6ခုเนาะအပေါ်မှာ3ခုအောက်မှာ3ခုเนาะထတ်တူညီတွေ့ကံဘယ်နှခုရလဲ6ခုနဲ့ဘိုးအိုကိုဖြတ်ပြီးတော့ဆရာတို့ပိုင်းပလိုက်တယ်เนาะတို့ကြောင့်ဘုကံ area သည် ထက်တူနေတွင်ကန်တခွေအေရိယာပန်ဆာလဲ6ဆဆိုတော့ဆရာတို့ကဒီတခုလုံးရဲ့အေရိယာကိုလိုချင်ရင်ဒီမှာပြထားတဲ့တွင်ကန်တခွေအေရိယာကိုဘာနဲ့မြောက်လိုက်ရင်6နဲ့မြောက်လိုက်ရင်ဒါကြောင့်မလို့ဘာဖြစ်လဲဆိုလို့ရှိရင်ဘူကန်အေရိယာဒီထက်တူနေတွင်ကန်တခုအေရိယာအေပါလဲ6ဆနဲ့ညီသေးဆိုတော့အေရိယာတခုရရဲ့ဘာနဲ့မြောက်လိုက်6နဲ့မြောက်လိုက်ဒါဆရာတို့စက်ဝိုင်းရဲ့အေရိယာရှာဖို့အခြေခံဖြစ်တယ်ဒါဆိုဒီကနေပြီးတော့ဆရာတို့ကပုံသဏ္ဍာန်ထုတ်မယ်ဘယ်လိုထုတ်မလဲဆိုတော့ဆရာဆက်ပြောပြမယ် အဲဒီဘက်ကိုကြည့်လိုက်နော်ဒါကြောင့်မလို့ဆရာတို့တမဆွဲထားတဲ့ပါတော့ OM မြန်မာ AB ကိုဆွဲပါအဲဆွဲထားတဲ့မြင်းကို OM မြန်မာချင်းတင်ကိနာဘာလို့သတ်မှတ် H လို့သတ်မှတ်ဒါဆိုလို့ရှိရင်ကြည့်ဘုကိုင်ပက်လင်နာပက်လင်နာကတော့ဆရာတို့ကအနာအားလုံးပေါက်လက်ပေါ့နော်သူ့တင်ကိနာဘာလို့မှတ်လဲပီလို့မှတ်လဲဒါဆိုရင်ပင်ဟာ CAB ဆိုပြီးတော့အဲ့ဒီမှာကိုစားပြုတဲ့မြင်းကြောင်းတစ်ချောင်းရဲ့ဘဏ္ဍဆတယ်6ဆပေါ့နော်အဲ့တော့ဒီမှာအရေးကြီးတာက P ကွက်ပါလေ CAB အဲ့ဒါအရေးကြီးတယ်နော် ဒါကြင်ဆရာတို့ကတွေ့ကံ6ခုအတွက်ကိုအရင်ဆုံးတွေ့ကံတစ်ခုကိုအရင်စဉ်းစားဒါကြောင့်ဘူးကံ area က6ဆကျတော့6နဲ့မြောက်မယ်ဘယ်ပေါ်မှာလဲတွေ့ကံ AOB ရဲ့ area ပေါ်မှာဒါကြင်ဆရာတို့ကဆက်ညွှန်းမယ်ဘူးကံ area ဆိုတာ6အမြောက်တွေ့ကံ AOB ရဲ့ area ကပါလဲနှစ်ပိုင်းနှစ်ပိုင်းအခြေအမြောက်အမြင့်နှစ်ပိုင်းနှစ်ပိုင်းကနှစ်ပိုင်းနှစ်ပိုင်းအခြေရပါလဲ AB အမြင်လေးကဆရာတို့ဘာလို့သတ်မှတ်ထားလဲ H လို့သတ်မှတ်ထားတယ်ဒါကြင်ဆရာတို့ကတမန်ရတဲ့ 6အမြောက်2ဘိုင်းတိုင်းအမြောက် AB မြောက် H ကိုဆရာတို့က 6AB နေရာမှာ P ကိုအစားထည့်ကြတော့ဒီမှာကင်းကိုချိန်လိုက်မယ်နော်2ဘိုင်းတိုင်း H ကိုရှေ့ကိုထုတ်လိုက်မယ် 6AB ကနောက်ကိုပို့လိုက်မယ်ဒါကြောင့်2ဘိုင်းတိုင်း H က2ဘိုင်းတိုင်း H ပဲပို့ဒါပေမဲ့ 6AB နေရာမှာဆရာတို့ကဘာကိုအစားထည့် P ကိုအစားထည့် P ရပါလေပတ်လေအနာဒါကြောင့်ဘုကန် area ဆိုတာတစ်ပိုင်းတစ်ပိုင်း HP ဆိုပြီးတော့ငါတို့မှတ်သားထားမှာเนาะ H ကဘုံကနေအချိန်နှောင်းပေါ်ဆွဲတဲ့အမြင်မြင်ဖြစ်တော့ ေရန်အဲ့မှာရှိရတွေ့ခံအားလုံးရပါလေပတ်လေအနာဒါကြောင့်မလို့ဥတ်တုံရှင်ဘုဂံဧရိယာကိုထိုပုံမင်းသုံးရရှာနိုင်သည်ဆိုပြီးတော့ဓမ္မပြထားတဲ့ဘုဂံဧရိယာပုံစံနည်းအဲ့ဒါကိုရှာတော့စာရန်ညွှန်းမယ်ဆိုရင် ကြိဥတ်တုံရှင်ဘုဂံဧရိယာညီမြချင်းကနှစ်ပိုင်းတစ်ပိုင်းအမြောက်ဘောမဒေါမတ်မင်းအမြောက်ပါလေပတ်လေအနာနှစ်ပိုင်းတစ်ပိုင်းနှစ်ပိုင်းတစ်ပိုင်းဘောမဒေါမတ်မင်းကပါလေ H ပတ်လေအနာကပါလေ P အဲ့တော့တင်ကြီးနားနဲ့မှတ်မလားစာနဲ့မှတ်မလားကြိုက်တာနဲ့မှတ် အဲ့တော့တင်ရီတာနဲ့ပတ်ရင်ဘူဂန် area ဆိုတာကနှစ်ပိုင်းတစ်ပိုင်း HP ဖြစ်ပြီးတော့စာနဲ့မှတ်မယ်ဆိုလို့ရှိရင်ရှေ့ကဘာဘောပါထက်လိုက်အုတ်တုံကြီးကိုပါထက်လိုက်အုတ်တုံကြီးဘူဂန် area ညီမြချင်းနှစ်ပိုင်းတစ်ပိုင်းဘိုမဒေါမတ်မြင်းအမြောက်ပတ်လေအနာလို့ရှားတို့ပတ်သားလို့ရပါတယ်ရှားတို့ survive တွေ့ area ရှာဖို့ဘာဘောအခြေခံလဲအုတ်တုံကြီးဘူဂန် area ကိုအခြေခံတယ်အဲ့တော့အုတ်တုံကြီးဘူဂန် area ကခုနကပါတယ်ဆက်တကိုင်း area ကိုအခြေခံတယ်ပေါ့နော် စတဲ့ကဲဧရိယာနဲ့ဆရာတို့ကဥတုံကြီးဘုဂံဧရိယာကိုဆရာတို့ကနှစ်ပိုင်းတစ်ပိုင်းเนาะခြေပြီးတော့ပတ်လည်အနာဆိုနှစ်ပိုင်းတစ်ပိုင်း HP လို့ဆရာတို့မှတ်သားထားတယ်เนาะအဲ့ဒါဆိုလို့ရှိရင်ဒီအခုဆရာတို့ဘာလို့မလဲဆဝိုင်းဧရိယာကိုရှာမယ်ဆဝိုင်းဧရိယာရှာတာကဆရာတို့အခြေခံနီးနှစ်နည်းသတ်မှတ်ထားတယ်ဒါမှပထမနည်းပထမနည်းကကြည့်ဒါမှဆရာပါတယ်အိုဘိုရှိဆဝိုင်းဒါကြောင့်ဘာပြောတယ်အိုဘိုရှိပြီးအချင်းဝက်အာရှိသောဆဝိုင်းတစ်ခုကိုဆွဲပါဒါမှ ဟိုအွန်နဲ့ဆရာတို့အချင်းဝဲအာရှိတဲ့စဝိုင်းတစ်ခုကိုဆွဲလိုက်တယ်ပြီးလို့ရှိရင်အချင်းချင်းဒေါင်းမတ်ကြနေသောအချင်းမြင် AOC နဲ့ BOD တို့ကိုဆွဲပါဓမ္မအချင်းမြင် AOC နဲ့ဓမ္မ BOD ကိုဆွဲတယ်အဲ့ဒါဟိုမှာတစ်ခုကိုတစ်ခုပါဖြစ်တဲ့ဒေါင်းမတ်ကြတယ်နော်အဲ့ဒီနောက်အဲ့ဒီနောက်ပေါ့နော် AB BC C တွေနဲ့ D တို့ကိုဆွဲပါတဲ့ဓမ္မဆက်ပြီးနေပေါ့ကွာ AB ရဲ့ BC ရဲ့ C ရဲ့ D ရဲ့ဆက်ပြီးလိုက်တယ်နော်အဲ့ဒါဆိုလို့ချင်းဆရာတို့က ဆောင်းဝိုင်းညာစတူရန် ABC ဒီကိုရမြည်တဲ့ဒါကြောင့်မလို့ဒီမှာရှိတဲ့အနာအားလုံးညီတဲ့ AB ရဲ့ BC ရဲ့ CD ရဲ့ DA ရဲ့ညီတဲ့တောင်းပြတွေရတခုတခုထောက်ရလဲပိုင်းတယ်နောက်မှလည်းကြားတယ်ဘာလို့ရမလဲစတူရန်ကိုရမယ်လို့ဥဒမာပေါ်4.91ကိုဒီမှာသားတို့အမြင်ပြလိုက်ပြီနော်ကဲအဲ့ဒီကနေရှားလို့ဘာအပြောင်းလဲရှိမလဲဆက်ကြည့်အောင်နော်ကဲဒါဆိုရင်ကြည့်ကျတော့ခொဏကရထားတာကငါတို့ကဓမ္မအဝါရောင်မြင်းနဲ့ပြထားတယ်ပါလေ ABC ရပါလေစတူရန် AOC BOD ရပါလား down ပြတ်ဆရာတော်အဲ့ဒီနေရာမှာကြည့် AOB ကိုထက်ဝက်ပိုင်းနဲ့မြင်းပြီးလို့ရှိရင်ဆရာတော်က BOC ကိုထက်ဝက်ပိုင်းနဲ့မြင်း COD ကိုထက်ဝက်ပိုင်းနဲ့မြင်း DOA ကိုထက်ဝက်ပိုင်းနဲ့မြင်းဒါကြောင့်ဒီမှာ down AOB down BOC down COD နဲ့ down DAO တို့ရဲ့ထက်ဝက်မြင်းများဆဲဆွဲတယ်ပေါ့နော်ဆွဲတဲ့အခါစက်ဝိုင်းကိုကြည့် AOB ရဲ့ထက်ဝက်ပိုင်းမြင်းကဘယ်မှာလဲအင်းမှာ နောက် BOC ရဲ့ထော့အပိုင်းမြင့်ဘာမှာလဲ F မှာ CO ရဲ့ထော့အပိုင်းမြင့်ဘာမှာလဲ G မှာပြီး DOA ရဲ့ထော့အပိုင်းမြင့်ဘာမှာလဲ H မှာဒါကြောင့်မလို့ A E B F C G D H A ကိုအစင်လိုက်မြင်းပြောင်များဖြင့်ဆက်ပါဆိုပြီးတော့ဆရာတို့ကအဲ့ဒီထော့အပိုင်းမြင်းတွေကိုဆရာတို့ဘာပါ A နဲ့ E နဲ့ E နဲ့ B နဲ့ B နဲ့ F နဲ့ F နဲ့ C နဲ့ C နဲ့ G နဲ့ G နဲ့ D နဲ့ D နဲ့ H နဲ့ H နဲ့ A နဲ့ကိုဆရာတို့ဘာလို့ အစင်လိုက်ဆက်လိုက်တယ်ဆိုလို့ရှိရင်တဲ့ဥတ်တုံကြီးအဋ္ဌကံနော်ဆရာတို့ဥတ်တုံကြီးအဋ္ဌကံဆိုပြီးတော့အနာရှင်းနာပါတဲ့တရားစခေါ်ပါလေ A A B F C G D H ဒါကြောင့်ဥတ်တုံကြီးအဋ္ဌကံ A A B F C G D H ကိုရမယ်ဟုတ်ဆရာပြောပြတဲ့အကြောင်းကိုဒီပုံလေးမှာဖော်ပြထားခြင်းဖြစ်ပါတယ် ကဲဆရာတို့စတူရန်ကိုအခြေခံတဲ့စတူရန်အနာဘန္နာလဲ၄နာ၄နာနေပြီးတော့ဒေါထောက်အပိုင်းမင်းနေနဲ့အမှတ်တွေမှတ်တယ်မှတ်ပြီးတော့ဆက်တယ်ဆက်တဲ့အခါဆရာတို့ကအနာဘန္နာလဲ၄နာနေ၈နာအရကံဖြစ်သွားရင်နော်ကဲအရကံကနေဒေါန်းနေထပ်ပိုင်းအောင်မယ်ထပ်ပိုင်းတဲ့အခါကျတော့ခုနကတော့ဆရာတို့က AOB AOB မှာအလဲရပါလေ E ပြီးဆရာတို့က AE ကိုထပ်ပိုင်းဓမ္မပါလေ I ပြီး EB ကိုထပ်ပိုင်းပါလေ J အဲ့တိုင်းမှတ်မယ်နော်ဒါကြောင့်မလို့ဆက်လက်၍ဒေါန်း AOE down aob down b o f down f o c down c o g down g o d down d o h နဲ့ down h o a တို့ဤတော့ပိုင်းမြန်မာဆွဲရဆိုပြီးတော့ဆရာတို့ကခေါင်းကသိထားတဲ့ down တွေကိုတက်ပြီးတော့ပိုင်းဒီမှာကြည့်နော် b o c ကိုပိုင်းတာက f ဒါပြင် b o f ကိုပိုင်းတာက k f o c ကိုပိုင်းတာက l ဆရာတို့အိုက်တိုင်းအိုက်တိုင်းထပ်ထပ်ပြီးတော့ဘာလို့လဲပိုင်းမယ်ဆိုပြီးတော့နော် အဲ့ထောက်ပိုင်းမင်းများဆွေရပုံ4 point နဲ့တရိပ်နဲ့ပြထားတဲ့အတိုင်းစဝိုင်းကိုဆိုပြီးတော့ဆရာတို့ကဓမ္မပါလဲဒီအစပါ I G K L M N P Q ဆိုပြီးတော့เนาะ I G K L M N P Q တို့နဲ့အသေးသေးတွေ့ပါစေဆိုပြီးတော့ဆရာတို့စုံမှတ်တွေကိုတွေ့သွားတယ်ဒါဆိုလို့ရှိရင်ဆရာတို့ကထို့နောက်ဆိုတာကအဲ့ဒီကနေတပတ်လေအကုန်ခေါ်ပါလဲ AIEJBK စသဖြင့်ခေါ်သွားတာဆရာတို့ကဘယ်မှာပြန်ဆုံးအိမ်မှာပြန်ဆုံးဆိုတော့အဲ့လိုမြင်းမြောင်နေဆရာတို့ကအများကြီးတို့ဘိုးတွေမြင်းမြောင်များပြည့်ဆက်တယ်လည်းနဲ့အနာ16နာပါတော့ဥဒုံကြီးဘုကတကူထက်ရခဏက၄နာ၄နာနေရှင်းနာရှင်းနာနေဘနာလဲ16နာဒါပေမဲ့အဲ့ဒီလိုအနာ16နာပါတဲ့ထိုးပုံကိုထင်ရှားစွာပေါ်ပြနိုင်ခြင်းမရှိရင်စဲသားထားခြင်းမရှိပါဆိုပြီးတော့ဆရာတို့ကဓမ္မဘာရိပဲဆွဲထားလဲဆိုရင် ရှင်းနာပါတယ်အရကံအတိပဲဆွဲတယ်ကြံတဲ့ခေါင်းကအစွန်ထွက်နေတဲ့အမှတ်တွေဖြစ်တဲ့မှာ A နဲ့ I ပါ I နဲ့ A ပြီး A နဲ့ J ပေါ့နော်ခေါင်းကထပ်မှတ်တဲ့ I နဲ့ J တွေ K တွေ L တွေ M တွေ N တွေ P တွေ Q တွေကိုဆရာတို့ကထပ်ပြီးတော့အသေးစိတ်ထပ်ဆွဲလို့မရဘူးဒါကိုပြောပြထားခြင်းဖြစ်ပါတယ်။ကဲဆရာတို့ကပထမ၄နာ၄နာနေရှင်းနာရှင်းနာနေ16နာနော်16နာကြတော့ပုံဆွဲလို့မရဘူးထပ်စိတ်မယ် တက်စင်ဘာတွေကိုထပ်ထက်ဝက်ပိုင်းဒေါင်းတွေကိုထပ်ပြီးတော့ထက်ဝက်ပိုင်းမယ်ဒါကြောင့်ကြည့်ထိုနာ16နာမှာတော့ဥဒုံကြီးဘူးကံသေးတဲ့စဝိုင်းနဲ့များစွာနိကလဆရာတော်အနာတွေစိတ်တာတွေဘာပုံသဏ္ဍာန်ပေါ်လာလေးလဲစဝိုင်းပုံသဏ္ဍာန်ပေါ်လာလေးပေါ့နော်ထိုဘူးကံဒေါင်း16ခုဟိုတဲ့ထက်ဝက်ပိုင်းတော့မြင်းများဆွဲခြင်းဖြင့်အနာ32နာပါသောဥဒုံကြီးဘုဂံတစ်ခုကိုရရှိပြီဆိုတော့ဆရာတော်က၄နာကိုပိုင်းပြီးဆွလိုက်တော့ပါတယ်ရှင်နာ ရှင်နာကိုပိုင်းပြီးဆွဲတော့ပါလေ၁၆နာ၁၆နာကိုထပ်ပိုင်းပြီးဆွဲလို့ရှိရင်အနာပဏနာဖြစ်သွားမှာလေ၃၂နာဖြစ်သွားမှာပေါ့ဒါဆိုလို့ရှိရင်ဒုဗုကံနေရှေးပိုင်းတွင်ရရှိရသောဗုကံများတဲ့ဆောင်းဝိုင်းနေပုံနိကတ်ဆိုတာရှိတယ်ဆိုတာကဆရာတို့ကအနာအိအတွက်များလာလေဘာပုံသဏ္ဍာန်ပေါ်လာလေလေဆောင်းဝိုင်းပုံသဏ္ဍာန်ပေါ်လာလေပဲပေါ့ဒါမဲ့ဆရာတို့တကယ်တမ်းဆွဲတဲ့အခါကျတော့အဲ့ငင်းလေးတွေကဆွဲလို့ခက်ခဲရှိတယ်ဒါမဲ့ဆရာတို့ကအသိနဲ့သိလိုက်နော်၄နာ၄နာပြီးတော့၈နာ၈နာပြီးတော့၁၆နာ၁၆နာပြီးတော့၃ သုံးဆန္ဒနာဆိုအနာတွေစိတ်လာလေဒီပြိမိနဲ့ဘာပုံစံလေးပေါ်လာလေအဆက်မပြတ်တဲ့စဝိုင်းပုံစံလေးပေါ်လာလေပေါ့နော်ဒါကြောင့်မလို့အဲ့ဒီနေတိုင်းဆရာတို့က30နှစ်ပြင်ပါလေ64နှစ်ဆ64နှစ်ပြင်နှစ်ဆ128 128ပြင်250ဆိုဒီပြိမိကဒီပြိမိဒေါင်းနေဒေါင်းနေကိုထပ်ပိုင်းလို့စိတ်သွားရင်အဲ့ဒီလိုအနာတွေအများကြီးပါတဲ့ဥဒုံကြီးဘုရားများဆွဲမဲ့ဆိုရင်တဲ့အနာရည်တွေပုံများလာလေအဲ့ဒီစဝိုင်းနဲ့ပို့ပြီးတော့နှိစက်တဲ့ဘုရားဆိုတာကိုဆရာတို့ရလာမယ်ဆိုတာကိုသိရတယ် ။ဒါကြောင့်အပေါ်မှာစမ်းသပ်ထားတဲ့အကြောင်းအရာတွေအရာဒါကြောင့်အထက်ပါတွေးရှိခြင်းများအရာဥုံတုံကြီးဘုငိုင်းအနာအေးအတွက်အကန့်အသတ်မရှိများလာသောအခါဆရာတို့ကထပ်ထုတ်အပ်ပိုင်းလေးအနာတွေများလေဒီမှာ256 256ကိုထပ်ပြီးတော့စိတ်932အဲ့လိုမျိုးပေါ့နော်အနာတွေများလာများလာသကထိုဘုငိုင်းပက်လေအနာနှစ်ဧရိယာတို့သည်ဆဝိုင်းဤပက်လေအနာနှင့်ဧရိယာနီးပါအသည်သည်တွင်းကြီးလာတယ်ဆိုတာကိုဆရာတို့မျက်စိအောင်မှာအလွယ်တကူပါဖြစ်တယ်မြင်တွေ့ရမှာဖြစ်ပါတယ် ်ဆရာတော်တို့ကခုနကစက်ဝိုင်းနီးပါးဖြစ်လာတဲ့အုတ်တုံကြီးတွေနော်များစွာဆွဲလိုက်မြဲဆိုလို့ရှိရင်မြင်းနေရဲ့အလဲမက်ကိုဆက်ပေးတယ်နော်မြင်းတောင်းမှန်မြင်းဟာဆရာတို့အချင်းဝက်နဲ့တူလူနီးပါးဖြစ်လာတာဆိုသူကဆက်ပြောပြမယ်နော်ထို့ပြင်တွေ့ရများသည့်ပိုးသေးငယ်လာကတဲ့အုတ်တုံကြီးဘုရားရင်ဘိုးတောင်းမှတောင်းမှန်မြင်းများသည်တဲ့ စဝိုင်းအချင်းဝက်နေပါရှေ့လာကြောင်းတွေးရနေတယ်ခဏကတော့ဆရာတို့ကစစချင်းမှာတော့စက်တကံမှာတော့ဒေါမန်နင်းနဲ့အချင်းဝက်ကဘာဖြစ်လဲအလျားနည်းနည်းကွာနေတာပေါ့ဒါမဲ့ဆရာတို့ကမြင်းနေစိတ်လာလေဆွဲချတဲ့ဒေါမန်မြင်းကစဝိုင်းရဲ့အချင်းဝက်နေပါဘာဖြစ်လဲရှေ့လာလေဒါကိုပြောတာနော်အဲ့ဒီတွေးရှိချက်တွေအရာတဲ့ဘိုးကံရဲ့အနာအရေအတွက်အကန့်နဲ့မရှိမြားလာတော့အခါဆိုမဲ့ဆရာတို့ကဘာလဲပက်လေအနာပဲနော်ဟိုတုန်ကြီးဘိုးကံရဲ့ area ကိုစဝိုင်း area ဖြစ်တော့၎င်း ဘုဂိုင်ပက်လင်အနာကိုစဝိုင်းပက်လင်နာဖြစ်သူ၎င်းဘုဂိုင်ဘိုမဒေါမန်မြေကိုစဝိုင်းအချင်းဝဲဖြစ်သူ၎င်းပြောင်းလဲပြီးဂျူနိုင်သည်ဆိုဆရာတို့အဲ့လိုပြောင်းလဲပြီးစဉ်းစားပြင်းပြဆိုရင်အဲ့ဒီအခါမှာရလာတာကဥတ္တုံကြီးဘုဂိုင်ဧရိယာဆရာတို့အစမှရှိခဲ့တယ်နှစ်ပိုင်းတစ်ပိုင်းအမြောက်ဘိုမဒေါမန်မြေအမြောက်ပါလေပက်လင်အနာဆိုတဲ့ဆရာတို့ပုံသင်လေးရနေပြီးတော့ဘာရဲ့ပုံသင်လေးကိုပြောင်းလဲစဉ်းစားမယ်ဆိုရင်စဝိုင်းဧရိယာကိုပြောင်းလဲစဉ်းစားမယ်ဆိုရင်နှစ်ပိုင်းတစ်ပိုင်းတော့ကိန်းတွေဖြစ်မယ် ဟိုမှာဒေါမန်မြင်ရဟိုမှာပါလဲ h h ကဓမ္မဘာနဲ့တူလာလဲအာနဲ့တူလာတယ်ပြီးလို့ရှိရင်ပက်လယ်နာပီယာဆရာတို့ဘာနဲ့တွားတူလဲဆရာတို့ဓမ္မ2ပိုင် r နဲ့တွားပြီးတော့တူလာတာကိုတွေ့ရမယ်ဒါဆိုလို့ရှိရင်ဆရာတို့ကဓမ္မကြီး1 2က2နဲ့ဒီက2နဲ့ခြေသွားမယ်ခြေသွားရင်ဓမ္မအာချမ်းမယ်ဓမ္မပိုင် r မြှောက်လိုက်တော့ပါလဲပိုင် r square ဒါကြောင့်ဆရာတို့ရဲ့စက်ဝိုင်းရဲ့ area ဆရာတို့အဓိကလိုချင်တဲ့စက်ဝိုင်းရဲ့ area ကပိုင် r square ဆိုပြီးတော့ငါတို့သိထားတဲ့ပိုင်တန်မိုးရဲ့ ်ငါတို့ကိုပေးထားမယ်ဆဝိုင်းရဲ့အချင်းဝဲနှစ်ထပ်ကမြှောက်ပေးလို့ရှင်ဆဝိုင်းရဲ့ area ဖြစ်တယ်လို့သားတို့မှတ်ထားဖို့လိုအပ်ပါလေဆရာတို့ဆဝိုင်း area ရှာမယ်ဒုတိယနေ့ပရမဏီကတော့ဆရာတို့ဆဝိုင်းနဲ့မှာနော်အုတ်တုံကြီးဘိုးကံနေဆွဲပြီးတော့ခါကြတော့ဘိုးကံနေများလာတယ်ဆရာတို့ကသူ့ရဲ့အနာသက်မြင်းနေဟာဆဝိုင်းနဲ့တူလူနီဘာဖြစ်လေပြီးရင်တော့မှကြမြင်းနေဟာဆဝိုင်းရဲ့အချင်းဝဲနဲ့တူလူနီဘာဖြစ်လေ အဲ့ဒီကနေပြီးတော့ survive area pi r square ကိုဆရာတို့ထုတ်ထားသလိုပဲဒီမှာဆရာတို့ကဘာလုပ်မလဲ survive ကိုတော့အခြေခံပြီးတော့ဒီကဆရာတို့ကအတွင်းမှာမဆွဲဘူးအပြင်ကိုဘာလုပ်မလဲဖြတ်ထုတ်မယ်ဖြတ်တော့ပြီးအဲ့ဒါတွေကိုဆရာတို့ထပ်ယူကြည့်ဒီမှာတော့ survive ပေါ့နော် survive ကိုဆရာတို့ဖြတ်လိုက်ဘယ်နှပိုင်းရမလဲ၄ပိုင်းဒါကြောင့်ဆရာတို့ဒီမှာမြင်းထပ်လိုက်တယ်အပေါ်နှစ်ခုအောက်နှစ်ခုဒီလို၄ခုရအောင်နော်ဒါကြောင့် survive တစ်ခုကိုစက်ခုပေါ်တွင်ရေးဆွဲပြီးပုံ4.101တွင် ပြထားတဲ့ကဲသို့အရွယ်တွေစွန်ပိုင်းစင်များပိုင်းမှာဆရာတို့ပိုင်းလိုက်ပြီးထိုစွန်ပိုင်းစင်များကို ဖြတ်ယူပြီးပုံ4.102မှာဒီပုံအတိုင်းတစ်ခုနဲ့တစ်ခုပါလဲကတ်ပြီးတော့ဆရာတို့ဘာဖြစ်မလဲဆက်လိုက်မယ်မြင်းဝေးလေးခုအလျားများပေါင်းရင်းသည်မူလစဝိုင်းစဝန်းနဲ့တူညီသည်ဆိုပြီးတော့ဒီမှာမြင်းဝေးလေးတွေရှိတယ်ပေါ့နော်အဲ့မြင်းဝေးလေးတွေကိုဆရာတို့ကပြန်ဆက်လိုက်ရင်ဒီမှာမူလစဝိုင်းရဲ့ပါလဲအလျားနဲ့တူတယ်ဆိုတာကိုအဲ့အခြေခံ၄ဘိုင်းကနေစပြီးတော့မြင်တတ်ဖို့လိုတယ် ဒါပေမဲ့၄ဘိုင်းပြီးရင်ဘယ်နှဘိုင်းပိုင်မလဲ၈ဘိုင်းပိုင်မယ်ဒါကြောင့်ကြည့်ဒီမှာနော်ထပ်ပြီးတော့အလယ်မြင်းတွေကိုထပ်ပြီးတော့ပိုင်းလိုက်နော်အလယ်မြင်းတွေကိုထပ်ပြီးတော့ပိုင်းလိုက်ပုံမှာတော့ဒီမှာဆက်တယ်ပေါ့ဟောဆက်တဲ့ခါကျတော့အထက်မှာဘူးကံပုံပေါ်တယ်ပေါ့နော်ဒီမှာပိုင်းပြီးတော့ဖြတ်ထုတ်လိုက်ဒီမှာ1 2 3 4 1 2 3 4ဆရာတို့ဘယ်နှခုလဲ၈ခုဒါကြောင့်ဆဝိုင်းကိုအရွယ်လိုဆဝိုင်းစီ၈စိတ်ပိုင်းပြီးအထက်ပါတိုင်းဆဝိုင်းစီများကိုဖြတ်ယူပြီးပုံ4.112မှာကဲတော့ကဲ့ရဲ့ဆက်ပါဆိုရင်ဒီပုံပေါ်လာမယ်เนาะဒီမှာရှိတဲ့ မြင်းဝေးအလေရဘာရဲ့အလေရနဲ့ပဲလဲဆဝိုင်းရဲ့အလေရနဲ့တူမယ်ဒါပြည့်ဓမ္မဘဏ္ဍစိတ်ပြီးရင်၈စိတ်ပြီးရင်ဆရာတို့ဘဏ္ဍစိတ်လဲ၁၆စိတ်ဒါကြောင့်ဓမ္မ၁၆ခုပိုင်းမယ်ဒီလိုပဲဖြတ်မယ်ဖြတ်ပြီးတော့ကတ်မယ်အပေါ်မှာ1 2 3 4 5 6 9 10အောက်မှာလည်း1 2 3 4 5 6 9 10ဘဏ္ဍခုလဲ၁၆ခုဒါကြောင့်ဆဝိုင်းကိုအရွယ်တို့ဆဝိုင်းစိတ်၁၆စိတ်ပိုင်းပြီးအထက်ပါအတိုင်းဆဝိုင်းစိတ်မျိုးကိုဖြတ်ယူပြီးတော့ဟိုဘက်ကပြထားတဲ့ဆရာတို့ဘာလို့ကတ်ပြီးတော့ဆက်မယ် ဒါပေမဲ့16ပင်ဆရာတို့ဘာလာမလဲ32လာမယ်နော်ဒါဆိုလို့ရှိရင်ဒီမှာ32ခုပိုင်းလိုက်32ခုပိုင်းပြီးတော့ခုနအတိုင်းပဲဆရာတို့ဒါကိုဖြတ်တခေတ်မိတဲ့ကြည်စမ်းဆရာတို့ကမင်းဝေးကနေပြီးတော့ဘာသဘောဖြစ်လာမင်းမြောက်သဘောဖြစ်လာတယ်ဒါပေမဲ့မင်းမြောက်အလျားတွေအားလုံးဆရာတို့ပေါင်းလိုက်ရင်မူလဆဝိုင်းရဲ့ပါလေအလျားနဲ့သွားပြီးတော့တူမှာပေါ့ဒါကြောင့်တပန်ဆဝိုင်းကိုအရွယ်ရွယ်ဆဝိုင်းစီပေါင်း32စိတ်ပိုင်းပြီးရခင်နေ့တိုင်းစဝိုင်းစိတ်များကိုဖြတ်ပြီးကတ်ဆက်ပါဒါဆိုရင်ဟိုဘက်ကပြထားတဲ့အတိုင်းပုံ ဝန်ဒီ2ကိုကြည်ချင်းဖြင့်စပိုင်းကြီးအရင်အတွက်တိုးလာလေဒီဆက်ထားသောပုံများသည်တောင်းပန်စုကံပုံလေးပါဖြစ်လာတယ်ဆိုတာကဆရာတို့ကဓမ္မငင်းနေရပါဖြစ်တယ်ဖြောင်းလာတယ်ဖြောင်းလာတဲ့ခါကျတော့ဆရာတို့ကဘာပုံနဲ့တူလာတယ်တောင်းပန်စုကံပုံနဲ့တူလာတာကိုတွေ့ရမယ်စပိုင်းကြီးများကို32စိတ်ပြင်ဆရာတို့ကဘယ်နှစိတ်လဲ64စိတ်64ပြင်2ဆ128စိတ်128စိတ်ပြင်256စိတ်လောက်ဆိုတော့ဆရာတို့အစု လို့စိတ်ချက်ပြီးတော့လုံးလို့တော့မရဘူး။ဟိုကလုံးကြည့်မယ်ဆိုရင်ပေါ့နော်။ဒါတော့လို့လို့ရှိရင်ဆရာတို့ညှက်လိုက်တာနဲ့စက်ကူလေးတွေကမြင်မြင်လေးတွေပဲကြံတော့မယ်နော်။ဒါမဲ့သဘောကိုပြောတာ။အဲ့တော့ဒါကိုအခြေခံမြင်လိုက်ဒါဒီဘာပုံနဲ့တူသွားလဲ။ညောင်းမှန်စုကံပုံနဲ့တူသွားတယ်။ဒါပြင်အရေးအတွက်များနဲ့များများအောင်ပိုင်းတဲ့ခါတဲ့စဝိုင်းတင်ပြဆက်ထားသောပုံဒီညောင်းမှန်စုကံပုံနီးပါးပြောင်းလဲသွားစီကို တွေ့ရပြီးညောင်းမှန်စုကံအေရီယာနဲ့စဝိုင်းအေရီယာတို့ဒီတူလို့နီးပါးအခြေအနေဖြစ်လာတာကိုဆရာတို့တွေ့ရမယ်။ ပရမကဆရာတော်အုတ်တုံကြီးဘုဂံလေးများလာလေစဝိုင်းနဲ့တူလာလေအခုကစဝိုင်းသိက္ခာန်များလာလေဓမ္မရှုခံနဲ့တူလာလေဒါဆိုရင်ဆရာတော်ထုတ်မဲ့ပုံသင်လေးကိုဆက်ကြည့်အောင်နော်ကဲဒါဆိုဘာဖြစ်မလဲပိုးကြီးအပေါ်ပိုင်းနဲ့အောက်ပိုင်းတို့ပေါင်းရင်းနေတဲ့စဝန်းဖြစ်ပြီဟုတ်ပြီအလျားတွေဖြောင်းသွားပြီအဲ့ဒီဖြောင်းတဲ့ပေါင်းရင်စဝန်းဖြစ်မယ်အပေါ်ပိုင်းကစဝန်းတဝက်ဖြစ်ပြီဓမ္မရှုခံရင်အလျားနှီးပါးနဲ့တူညီကစဝိုင်းအချင်းဝက်တွေအနံ့နှီးပါးနဲ့တူညီသည်ဆိုတာကိုဆရာတော်တွေ့ရမယ်အပေါ်ပိုင်းကတော့ဆရာတော်ကအလျားဖြစ်မယ် ။ဟောအနံကပါလေဆဝိုင်းရဲ့အချင်းဝက်နဲ့တူလာပဲ။ဒါဆိုရင်ဆဝိုင်းရဲ့အချင်းဝက်ကပါလေအာဘောဆိုရင်ပြောင်းလာတဲ့ဒေါမန်ရှုကအလေအားကပါဖြစ်တယ်။ပိုင်အားဆိုပြီးတော့ဆရာတို့ရဲ့အဓိကကင်းကိုထည့်မယ်။အနံဟာအာဆိုရင်ဆရာတို့ကဒီနှစ်ခုမျှောက်ရင်ဒေါမန်ရှုကရဲ့ area မျှောက်လိုက်ရင်ပါဖြစ်တယ် area ကပိုင်နဲ့အားနဲ့မျှောက်တော့ပိုင် r square ပေါ့။အဲ့ပိုင် r square ကဘာနဲ့တူတူလူနီးပါးရှိလို့ဆဝိုင်းနဲ့တူလူနီးပါးဖြစ်တဲ့အတွက်ချိုးကဆဝိုင်း area ဒီပိုင် r square ဖြစ်ပြီးဆိုပြီးတော့ဆရာတို့ပထမနည်းရော ုတိယနေ့ရောသုံးပြီးတော့ survive area ပုံစံလေးကိုထုတ်ဖော်လို့ရပါတယ်မင်္ဂလာပါဆရာတို့ survive area pi r square ဆိုတာကိုဆရာတို့เนาะဘူကန်ကတစ်မျိုးနောက်ပြီးတော့ survive လေးတွေကိုဖြတ်ထုတ်တဲ့ survive စိတ်ကတစ်မျိုးနှမျိုးနဲ့ဆရာတို့စဉ်းစားပြီးတော့ပုံစံလေးထုတ်ဖော်ပြတာကိုဆရာပြောပြခဲ့ပြီးပြီအခုဘာပြောမလဲဆိုရင်အဲ survive တစ်ခုလုံးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ပါလေ survive in area ရှာခြင်းဆိုတဲ့အကြောင်းအရာကိုဆရာပြောပြမှာဖြစ်တယ် AOB ဒီ OBO ရှိပြီး ဒီမှာ AOV ဒီ OBO ရှိပြီးအချက်ဝဲအာရှိသောအချက်ဝဲအာရှိသောစဝိုင်း A စဝိုင်းစိတ်တစ်ခုဖြစ်ဒီဒီမှာအဝင်းပိုင်းလေး AB အဲ့ဒါကိုစဝိုင်းစိတ်เนาะဒါလေးကိုဖွဲထုတ်ကြည့်လိုက်ရှားတို့ဖျားသေးများလို့ပေါ့เนาะဖျားသေးကိုစိတ်လိုက်လို့ရှင်အခွန်လေးရာဒီလိုပွေးပွေးလေးနဲ့အပေါ်မှာပြည်ညာမို့အချုံးလေးနော်ဖျဲသည်စိတ်ဟိုမှာတော့ဖျဲသည်ကိုစိတ်တော့ဖျဲသည်စိတ်ဒီမှာဘာကိုစိတ်တော့စဝိုင်းကိုစိတ်တော့ပါလေစဝိုင်းစိတ် ဒါကြောင့် online area ဘူကာဆောင်တော့တော့ AOB ကတင်တာဆိုပြီးတော့ဆရာတို့ကဓမ္မသူ့ရဲ့အစိပ်ပိုင်းလေးကိုဆရာတို့ကတပတ်လေ360အစိပ်ပိုင်းတင်တာအပြင်ညှိုးလိုက်မယ်ဆိုရင်ဆရာတို့ကစဝိုင်းစိတ် AOB area ဒီအပိုင်းလေးရဲ့ area ဟာစဝိုင်းကြီးတစ်ခုလုံးရဲ့ area နဲ့ဘာလို့လဲအချိုးချမယ်ဆိုရင်ဘာနဲ့အချိုးချမှာလဲဒီဂရီကိုစားပြုတဲ့ပြန်ပုံးနဲ့အချိုးချမှာဒါပြန်စဝိုင်းစိတ်ဒီဂရီကိုစားပြုတာကဘာလဲတေတာဒီဂရီဖြစ်ပြီးတော့ ။စဝိုင်းဒီကုလုံးရဲ့ဒီဂရီကဘယ်လောက်လဲ360။ဒါဆိုဆရာတို့လိုချင်တာကဘာလဲစဝိုင်းစီ EOB ရဲ့ area ကိုလိုချင်တာဖြစ်တော့သူ့ကိုခြံလိုက်မယ်ဆိုရင်စဝိုင်းရဲ့ area ကတစ်ဖက်ကိုသွားပြီးတော့မြှောက်။ဒါကြောင့် theta by 360 into စဝိုင်း area ဆိုပြီးတော့ဆရာတို့ကပုံသင်နည်းရလာမယ်။ဒါဆိုနောက်ဆုံးပုံသင်နည်းကသင်္ကေတတွေထည့်မယ်။တော့ကြောင့်စဝိုင်းစီ EOB area ဆိုတာ theta degree by 360 degree into စဝိုင်း area ဖြစ်တဲ့ဘာကိုထည့်လိုက်ပိုင်း r square ကိုထည့်လို့ရှိရင် ကျားတို့ကစဝိုင်းဧရိယာကနေရင်ညွှန်းထားတဲ့ဒေါင်းပါတဲ့စဝိုင်းစိကဲဧရိယာကိုရှာလို့ရပါမယ်။ကဲဆရာတို့တကအခုဘာလို့သိသွားပါလဲဆိုတော့စဝိုင်းဧရိယာလည်းသိပြီစဝိုင်းစိကဲဧရိယာရှာတာကိုလည်းသိပြီအင်းဆုံးဆရာတို့မှာစဝိုင်းဧရိယာရှာတဲ့ပုံစံလေးကိုသုံးပြီးတော့နော်ပုံရွဲ့တစ်ကလေးကိုဆရာတို့လေ့လာကြည့်ကြမယ်နော်။အချင်း7 cm ရှိသောစဝိုင်းတစ်ခု၏ area ကိုရှာပါတယ်။ဒီမှာပေးတာပါလေအချင်းပေးတာနော်။ တော့ပိုင်ပါမယ်ပိုင်တန်မိုးက22 7ကိုသုံးပါဆိုတာကဒီက7နဲ့ဘာဖြစ်သွားလဲခြေသွားမှာဖြစ်လို့ဒါပြင်အချင်းရဲ့သင်္ကေတကဘာလဲဒီဒီကဘာလဲ7 cm ဆရာတို့ရဲ့ပုံစံလေးကဘာကိုသုံးပါလဲပိုင် r square ကိုသုံးပါဆိုတော့ဆရာတို့က d ကိုဘာပြောင်း r ပြောင်းအချင်းကိုအချင်းဝဲလိုချင်တော့ဘာနဲ့စားနဲ့နဲ့စားဒါပြင် r equal 7 cm ကိုဆရာတို့ရဲ့ပုံစံလေး a equal pi r square မှာအစားသိမ့်မယ်ဆိုရင် a တန်မိုးပိုင်က22 7 r square က7 by 2 7 by 2နှစ်ကြိမ်နော်ဒါဆိုရင်ဆရာတို့ကဒီမှာကြည့်လိုက်ပါ7 7ဟာတလုံးကြိမ်ဒီမှာနှစ်တလုံးနဲ့ဒီဟာအနစ်7လီ22ပေ7ခုနှစ်လီ90ခွန်ပိုင်းကြီးရနှစ်77 by 2ဒါဆိုရင်ဆရာတို့ကဘာပြောလိုက်တသမကြီးပြောရင်77 by 2နော်77ကိုဆရာတို့ဘာနဲ့စားကြည့်လိုက်နှစ်နဲ့စားကြည့်လိုက်နှစ်3လီ6 7ခွန် နေရှိလီ76တွေ့ကျွင်ရတမထို3ကန်25လီ30ဒါကြောင့်ဆရာတို့ဘယ်လောက်ရမလဲ38.5ဒါကြောင့်38.5အေရိယာဖြစ်တဲ့အတွက် unit က71စင်တီမီတာကိုကိုစားပြုတဲ့စင်တီမီတာ square အဲ့ဒါကိုမှဆရာတို့ကစာနယ်ရေးမယ်ဆိုရင်ထို့ကြောင့် base wide area ညီများချင်း3.5 cm square လို့ဆရာတို့ရပါတယ် ဲဆရာတို့ပုံစံတွေနှစ်ခုနကတော့ဘာပေးလဲအချင်းပေးတယ်အချင်းဝက်ပြောင်းတယ်ဧရိယာရှာတယ်အခုဧရိယာပေးပြီးတော့ဆရာတို့အချင်းဝက်ပြန်ရှာမယ်အပြန်လန်ပုတ်စာပေါ့နော်စဝိုင်းတစ်ခုဧရိယာဒီ150မီတာ square ဖြစ်လေတို့စဝိုင်းအချင်းကိုရှာပါဆိုပြီးတော့ခုနကမေကုန်းနဲ့အပြန်လန်ပေါ့နော်ခုနကအချင်းပေးပြီးတော့ဧရိယာရှာခိုင်းတယ်ခုကဧရိယာပေးပြီးတော့အချင်းရှာခိုင်းတယ်ပိုင်တံမိုးက22 by 7ကိုအသုံးပြုပါဆိုပြီးတော့သူကရင်ညွန့်ထားတယ်ရင်ညွန့်ထားတော့ရင်ညွန့်တဲ့တံမိုးကို3 เนาะတန်ဖိုးကနှစ်ခုရှိတယ်ပိုင်းက3.1400တခုတန်တီတို့ပိုင်း7000တခုเนาะကြည့်ဒါဆိုရင် A 150 meter square ဆိုတဲ့တန်ဖိုးမှာဆရာတို့က A ရဲ့ပုံမင်းလေးကဘာလဲပိုင်းက square ဖြစ်တယ်ဒါကြောင့်မလို့အစားထည့်မယ်ဆိုရင်ပိုင်းက square တန်ဖိုးကဘယ်လောက်လဲ154ပေါ့ဒါဆိုရင်ပိုင်းနေရာမှာဘာကိုထည့်22 by 7ကိုထည့်ဒါကြောင့်22 by 7 r square ဟာ154ဒါမှသူတို့တချောင်းကြော်ထားတယ်ဆရာဒါကိုထည့်ပြီးတော့ဒီမှာရှင်းပေးမယ်เนาะဒီမှာဂျားထဲမှာပေါ့ဘာကိုခြံလိုက် r square ကိုခြံလိုက်ဒီဘက်ကဆရာတို့ကဘယ်လောက်ရှိတာလဲ154ရှိတာဒါဆိုရင်ဆရာတို့ကဒီဘက်က22/7ဟာဘက်ကဘာနဲ့ရောက်7/22နဲ့ရောက်เนาะ7/22နဲ့ရောက်เนาะလှန်ကိန်းနဲ့ရောက်သွားမယ်ဒါဆိုရင်ဆရာတို့ကဒီမှာ22 9 154 နော်ဒါဆို9 colony မြောက်တော့ဘယ်လောက်လဲ49ဒါကြောင့် r square 49လို့သူကထုတ်ပြထားတာနော်ဒါဆိုဆရာတို့က r tan mod နှစ်ထပ်ဖြစ်တော့တစ်ထပ်ကင်းရင်က9 colony 49ဆိုတော့ r tan mod ကဘာရမလဲ7 r tan mod ကဆရာတို့ဒါကဘာပဲရှိသေးလဲအချင်းဝဲ tan mod ပဲရှိသေးတယ်ဒါကြောင့်အချင်း tan mod လို့ရနော်အချင်း tan mod က r နဆဆိုတော့ 2r ဒါကြောင့် r tan mod က7ဆိုတော့2မြောက်ခွန်ဆိုပြီးတော့ဆရာတို့9 colony 14နဲ့ ်ယူနစ်ကဘာဖြစ်လဲမီတာဆိုပြီးတော့အချင်းတန်မိုရှာပေးလို့ရပါတယ်ဆရာတို့ပုံစံတွေသုံးကြည့်အောင်နော်ပေါ်ပြထားသောပုံဒီအိုဘိုရှိပြီးအချင်းဝဲစနေရသမာ6စင်တီမီတာရှိသောဆပိုင်းစင် AOB ပေါ်ဖြစ်သည်တဲ့ဒီမှာနော်ဒါကလည်း OB ရလည်းအချင်းဝဲ OB ရလည်းအချင်းဝဲအချင်းဝဲတန်မိုကစနေရသမာ6ဒါဟာဆုံးပိုင်း AB ဒါကြောင့်ဘိုးခန်းဆောင်တော့ဘယ်လိုလဲတီတာ ပြီးတော့ဒီမဲ့အချမ်းလေးနဲ့ဒီမှာတောင်းမှဆွဲထားတဲ့အချမ်းလေးနဲ့ပါတော့ချေထားတယ်ဆရာတို့ကချေထားတဲ့အပိုင်းလေးကိုရှာပေးရမယ်နော်။မပိုင်တာမို့ဆရာတို့ကဒီမှာအရောင်ချေထားသောအပိုင်း area ကိုရှာဆိုပြီးတော့ပိုင်တယ်မို့က22 by 7ကိုသုံးတယ်။ဒါဆိုဆရာတို့ကငါတို့ဘာရှာတတ်လဲ surface area ရှာတတ်တယ်။တောင်းမှတွေ့ညာရှာတတ်တယ်။ဒါဆို surface area တွေအရဒီဘက်ကနှုတ်နေတဲ့ down mat region area ကိုနှုတ်ရင်ခြေထားတဲ့ area ကိုရမယ်။ဒါကြောင့်ဒီ surface area ရှာဖို့လေပေးတဲ့ဓာတ်မှုက ဆရာတို့တေးရာနောက်မှဖြစ်တဲ့အတွက်တေးရာက60ဒါဟာနောက်မှဖြစ်ကြံကိုလည်းညှင်းညွန့်နေတာအာဒံကဆယ်လီမာ6စင်တီမီတာကိုစမိုင်းတဲ့ဂျင်းရီယာပုံတင်နေဖြစ်တဲ့တေးရာပိုင်း360 into ပိုင်ရာစွဲမှာဆရာတို့အစားသွင်းမယ်ဆိုရင်စပိုင်းလေး EOB area ကတိရာက90 90 by 360ကရီလို by 7 into 12.6 into 12.6ဆရာတော့သက်ဆိုင်ရာပြင်းနေချင်းနေပေါ့ကွာကျဲတဲ့ကံကြတော့ဒီမှာ60နဲ့360နဲ့ကျွန်တော်ဘယ်လိုရမလဲ400ပဲပေါ့ အဲ့လေးရလာမယ်တံခိုးနဲ့ဆရာတို့ကပြလို့ရှိရင်ဒီမှာဆယ်ရသမာ6ဆယ်ရသမာ6ကို22နှစ်မြောက်ပြီးအောက်မှာ428နဲ့ဆရာတို့ကပြန်ပြီးတော့စာနော်အဲ့လိုဆိုရင်ဆရာတို့ရရက်က320ဒသမ40 cm2 ဆိုပြီးတော့ရပါမယ်။ဒါဒီစဝိုင်းစိတ်နော်ဒီစိတ်ပိုင်းကိုလုံးရပါလေ။ area ဒါဆိုရင် down matrix က AOB ရဲ့ area ကဆရာတို့ဖြည့်ထုတ်ရမယ်။တော့ matrix က area ကဒီမှာအခြေအမြောက်မြင်ရပါတယ်။ဒီမှာအမြင့်နဲ့အခြေအနေကမြင်ပြောင်းနေနော်။ ဒါကြောင့်နှစ်ပိုင်းတစ်ပိုင်းအခြေအမြောက်အမြင့်နှစ်ပိုင်းတစ်ပိုင်းကပုံသင်ရေးပြန်မှုအခြေကလည်းအခြေဝယ်ပြန်မှုဖြစ်တဲ့စနေသမား၆အမြင့်ရလည်းအခြေဝယ်ပြန်မှုဖြစ်တဲ့စနေသမား၆ဒီကိန်းသုံးလုံးဆရာတို့ရှင်းလိုက်လို့ရှိရင်89ဒသမ38စင်တီမီတာစွဲလို့ရမယ်။ချိန်မှဆရာပြောခဲ့တဲ့ဒီကျေထားတဲ့အပိုင်းလေးလို့ရင်ဒီတစ်ခုလုံးကြီးရလေဘိုင်ထရီကန်ထရီကန်နောက်မှထရီကန်အေရီယာကိုဘာလို့နှုတ်ပေးမယ်နော်။ဒါကြောင့်အယောင်ချေထားသောအပိုင်းရဲ့အေရီယာတမို့လို့ရင် စမိုင်းစိတ် AOB ရဲ့ area တွေကနေရောက်မှန်တွင်ကန် AOB ရဲ့ area ကိုနှုတ်စမိုင်းစိတ် AOB ရဲ့ area က122.8လေး122.8လေးရောက်မှန်တွင်ကန် area က98.38 98.38ဆရာတို့ကမလုပ်နိုင်နှုတ်နိုင်ရင်55.36 cm2 ဆိုပြီးတော့ဆရာတို့လိုချင်တဲ့မုန်းချင်ထားတဲ့အပိုင်း area ကိုရှာပေးလို့ရပါတယ်